ရာဇဝတ်မှုတွေလှုပ်ထားပေမဲ့တေဖို့ကံမပါလာတော့အခါမောင်ကန်ကောင်းလို့ခေါ်တဲ့ဒီလူကြီးကတော့အေးအေးဆေးဆေးတချင်းလေးမြူပြီးကားမောင်းနေခဲ့ပါတယ်။ဘီနာကနေလဲဆိုင်ကယ်သမားတယောက်ကသူ့ကိုအသေးတက်ချင်တဲ့အတွက်မုံတလုံးကိုကားဘီနာမှာကပ်ပြီးတော့မောင်းထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းဖိုးကန်ကောင်းဖြစ်နေတဲ့သူကတော့ကားထဲကိုပြားတကောင်ဝင်လာတဲ့အတွက်စိတ်အနှောက်အယှက်ဖြစ်ပြီးတော့လမ်းဘေးမှာကားထိုးရက်လိုက်ပါတယ်။ဒီလိုမျိုးထိုးရက်ပြီးတော့ခဏအကြာမှာပဲလုံကြံသူလာကတ်သွားတဲ့ဘုံကထပ်ပေါက်သွားခဲ့ပါပြီ။ ဒါပေမဲ့လည်းမောက်ကန်ကောင်းကတော့ဒီဘုံတလုံးကြောက်ကားပေါက်ကွဲသွားတာလို့မထင်မင်းအင်ဂျင်ပူပြီးတော့ဖြစ်သွားတာပါလို့သာတွေးနေလိုက်ပါတော့တယ်။မကြခင်မှာပဲနောက်ကနေစစ်ကားတစ်စီးရောက်လာပြန်ပါတယ်။ဒီစစ်ကားပေါကစစ်သားတအူးကလည်းသူ့မှာပါလာတဲ့တနက်နေ့ကားတက်စီတွေမှောက်ကျသွားအောင်လို့ပြစ်လိုက်ပါတယ်။ဒါပေမဲ့လည်းဖူကန်ကောင်ဖြစ်တဲ့သူကတော့ချစ်လို့မရတဲ့မိချစ်ကိုစိတ်တူတူနဲ့လမ်းမပေါ်မှာပြစ်ချခဲ့လိုက်ပြန်ပါပြီ။ဒါကြောင့်ပဲသူတို့ရဲ့တိုက်ခိုက်ရေးကမအောင်မြင်တော့ပဲတက်ဆုပ်ထွက်ခွာဖို့အကြောင်းဖန်လာခဲ့ပြန်ပါတော့တယ်။ ဒီတဲ့ရင်ကိုကြတော့အထက်လူကြီးတွေကတော်တော်ကိုစိတ်တူသွားကြပြီးတော့ဖူကန်ကောင်းကုန်မှမတက်နိုင်ရင်ပြန်မလာနဲ့လို့သာပြောလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲဖူကန်ကောင်းတယောက်ဂက်ဆိုင်တဲကိုစီဝင်ထဲဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဒီတစ်ခါမှလည်းအသားတစ်ချက်လေးမှမထီးပဲနောက်ထပ်တစ်ကြိမ်လွတ်မြောက်သွားရပြန်ပါပြီ။သူတို့အနေနဲ့ကတော့ဒီလောက်အသက်ပြင်းတဲ့မောင်ကန်ကောင်းကိုအဆုံးစီရင်မဲ့အစားသူတို့ကိုသူတို့ပဲအပြစ်ဒဏ်ပေးလိုက်တော့မယ်လို့ကြုံဝါရတဲ့အထီးကိုရုပ်ပြက်ဆင်းပြက်နဲ့ပြစ်နေကြရတာပါ။ဒါကြောင့်ပဲအထက်လူကြီးတွေအားလုံးရဲ့တစ်ချက်လွတ်အမိန့်နဲ့ရုံးတော်ကိုဆင့်ခေါ်လိုက်ပြန်ပါပြီ။ ဒီတစ်ခေါက်ဆင်းခေါ်တဲ့အခါမှာတော့မောက်ကန်ကောင်းလေးအခြေအနေမှမမှန်ရင်သူကြီးအောင်ရတော့မယ်ဆိုတာကိုနားလေတာကြောင့်မင်းနဲ့ချင်းတိုင်မှာရှိတဲ့ဗရင်ဘောက်ကနေခုံချပြီးစွန်စားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့လည်းကန်တရားရဲ့မျက်နှာသာရထားသူမောက်ကန်ကောင်းကတော့ရုံရှိထောင်ထားတဲ့အလံကျိုးကိုဆွဲပြီးအောက်ကိုဆင်းလိုက်တဲ့အခါမှာအဆောင်တယောက်ရဲ့ရန်ကိုပါရှင်းလိုက်နိုင်ပြန်ပါတယ်။အတန်ကြာလို့လာကြည့်ပြန်တဲ့စစ်သားတယောက်ကိုလည်းသူ့ရဲ့ကန်ကောင်းမှုနဲ့လက်လေးတစ်ချောင်းလှုပ်ယုံနဲ့အပြည့်ရှင်းလိုက်နိုင်ပါသေးတယ်။တကယ်တမ်းမှကြတော့မောက်ကန်ကောင်းဆိုတာဖျားသားတော်လို့တော့မှပြောရမလို့ဖြစ်နေခဲ့ပါတယ်။ သူကငငယ်ကလေးကလှုပ်ကြံခံခဲ့ရပေမယ့်သူ့ကိုလှုပ်ကြံတဲ့သူတွေကသာပြန်ထိခိုက်သွားခဲ့ကြတာဆိုတော့လူကြီးမင်းတို့လည်းသူ့လိုမျိုးကံတရားမျိုးကိုပိုင်ဆိုင်ခြင်းကြလားဆိုတာကိုပြောပြသွားကြပါဦးဗျာ။